မင်္ဂလာပါလူတိုင်းရှုတ်ဝက်ချက်တစ်ခုရှာတွေ့ပြီးအဲ့ဒါကိုတယောက်တည်းတင်ထားခြင်းဘူးလားဂိမ်းပြောင်းလဲစေမဲ့ငွေကြေးတရင်ဒါမှမဟုတ်အန်တဝယ်ရှော့စီတစ်ခုတွေ့တဲ့အခါဒါငါတယောက်တည်းတည်ရင်အကျိုးမြတ်အများဆုံးရမယ်ထလို့တွေးပြီးခဏတာတုံဆိုင်ဘူးလားနှစ်ရှင်ဘုရင်ခုနှစ်မှာစာလောင်မှုနဲ့တင်မလို့ဖြစ်နေတဲ့နှလုံးရောဂါသည်လေးယောက်ဟာရန်သူစခန်းကိုကန်ကောင်းစွာနဲ့ဆုံးပစ်ထားတွေ့ရဲအစားအသောက်ချိုကြီးရွှေငွေအဝတ်စားစာလောင်မှုထဲမှာဒီအန်တဝယ်ရှာတွေ့မှုကိုမပါလို့ခဲ့တယ်လေဟုတ်တယ်သူတို့အတွက်တယောက်တည်းတင်ထားခဲ့တဲ့ရှုတ်ဝက်စွာယူသွားပုံအောင်ထားဝဝလင်လင်စားတော့ခဲ့တယ် ဒါပေမဲ့မကြခင်မှာပဲသူတို့ရင်ထဲအင်အားကြီးမားတဲ့တတိတရားရောက်လာတယ်မြို့ရဲကစာလောင်ရည်တဲ့သူတွေကိုဒီတရင်ကောင်းမပြောဘဲတိတ်ဆိတ်နေတာဘလောက်ကိုကြိုးရှာပြီးမှရင်တလဲဆိုတာသူတို့နားလေသွားတယ်နောက်ဆုံးအပြစ်တန်ကြောက်မယ်ဆိုတဲ့ကြောက်ရွံ့မှုကြောင့်အပေါက်ကိုမြို့ကိုတရင်ပို့ဖို့ဆုံးဖြတ်လိုက်တယ်ဒီနှလုံးယောဂါဒီတွေရဲ့ရှာဖွေတွေ့ရှိမှုတယောက်တည်းတင်းစေးမှုမျှဝေမှုဒုက္ခကကျောင်းတို့ခေတ်တဘဝကိုအတိအကျထင်ဟပ်စေတယ်ဒါပေမဲ့တမန်ကျန်းစာအရအကြီးကျယ်ဆုံးတရင်ကောင်းကပါလဲ ယေရှုခရစ်ရဲ့လဝါကတိုင်ပေါ်မှာအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်ုပ်တို့ကိုအခမဲ့ပေးထားတဲ့ကယ်တင်ခြင်းနဲ့ထာဝရအသက်ရှင်ခြင်းသတင်းပဲယေရှုရဲ့လဝါကတိုင်နဲ့ရှင်ပြန်ထမြောက်ခြင်းဟာစကြဝဠာသမိုင်းမှာအကြီးကျယ်ဆုံးသတင်းပဲတယောက်ယောက်ဒါကိုပထမဆုံးကြားပြီးနားလည်တဲ့အခါမျက်လုံးတွေလက်ခဏဲလင်းသွားတယ်။ကျွန်ုပ်အပြစ်ကြောင့်တရားမဲ့ကံကြမ္မာပဲဒါပေမဲ့ယေရှုကလဝါကတိုင်ပေါ်မှာကျွန်ုပ်ပြစ်တွေရဲ့တန်ဖိုးကိုအပြည့်အဝပေးဆက်ပြီးတည်ပြီးရှင်ပြန်ထမြောက်ခဲ့တယ်ကျွန်ုပ်။ထာဝရအသက်ရှင်နိုင်ဖို့ထဒီအန်တာဝဲအမှန်တရားဟာအကြီးကျယ်ဆုံးအံပွဲကိုရှာရတယ်လို့ပဲ။တင်ဟာဒီသတင်းကိုကြားဖူးပေမဲ့ဒါဖျားကြောင်းသွားတဲ့သူတွေရဲ့ဇလန်းဒါမှမဟုတ်ကျွန်ုပ်အတွက်အယံတန်ရှင်ပြီးလေးလံလုံးနဲ့ လိုလျစ်လျူရှုပြီးမထီမဲ့မြင်တဲ့နေရန်ထူတဲ့ပုံအောင်နေတာလား။လေးရောက်တော့နှလုံးရောဂါတီတွေလိုတယောက်ယောက်ကဒီဝမ်းမြောက်စရာတဲ့င်းကိုသူတို့ရဲ့ဘေးကင်းရာဆုံးမှာတယောက်တည်းမသိသိခဲတင့်ကိုပြောပြခဲ့မှာပဲ။သူတို့ဟာကိုကြိုးရှာတဲ့တိတ်ဆိတ်မှုတွေမနေပဲဒီရေးကြီးတဲ့တကယ့်တဲ့င်းကောင်းကိုတင့်ကိုမျှဝေခဲ့တယ်။ချစ်လာစွာတော့သူတို့တင့်မျက်စီတွေဖွင့်လစ်ပြီးလဝါကတိုင်ရဲ့ချစ်ချင်းမေတ္တာနဲ့ရှင်ပြန်ထမြောက်ခြင်းရဲ့တန်ခိုးကိုအမှန်တကယ်ရှာတွေ့ပါစေ။ ကျွန်တို့တို့ဟာနှလုံးရောဂါတီတွေလိုတယောက်တည်းတင်းစေခြင်းရဲ့သွေးဆောင်မှုကနေလူမိငှက်စားပြီးကဲတင်ခြင်းရဲ့ဝမ်းမြောက်ခြင်းကိုမျှဝေခြင်းရဲ့ကိုကျင့်တရားတာဝန်ကိုလက်ခံပါစေကျွန်တို့တို့မျှဝေတဲ့စကားလုံးငယ်တစ်ခုဟာတယောက်ယောက်ရဲ့ဝိညာဉ်ရေးရာဆာလောင်မှုကိုဖြည့်ဆည်းပေးပြီးကျွန်တို့တို့မိသားစုကိုပြန်လည်ထူထောင်ရာမျှော်လင့်ချက်ရဲ့လမ်းကြောင်းဖြစ်လာနိုင်ပါတယ်။တင်ရှာရွေးခဲ့တဲ့အကောင်းဆုံးသတင်းကောင်းဖြစ်တဲ့ယေရှုခရစ်ကိုဒီနေ့တင်ပတ်ဝန်းကျင်ကလူတွေစီတဘာဝအတိုင်းစီးဆင်းစေတဲ့ကောင်အချီးရဲ့လမ်းကြောင်းဖြစ်ပါစေ။